ှင်ရကဒီလိုဖြစ်သွားပါပြီ။စကိုင်းတိုင်းမုံရခရိုင်ပုတလင်းမြို့နယ်မှာမေလ25ရက်ညပိုင်းကနေဒီနေ့မေ29ရက်အထိမိုးသည်ထန်စွာရွာတာကြောင့်ချောင်းရီတက်ပြီးဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး PLDF ရဲ့ရိတ်ခါကိုတော်နဲ့အဆောင်တချို့ပျက်စီးခဲ့တယ်လို့အဲ့ဒီတရင်စီကသိရပါဗျ။မေ25ရက်ညပိုင်းမှာမိုးစတင်ရွာပြီးချောင်းရီတက်လာတာကြောင့်မေ26ရက်မနက်မှာစခန်းအတွင်းမှာရှိတဲ့ရိတ်ခါကိုတော်နဲ့အမျိုးသမီးအဆောင်တလုံးပျက်စီးကား ရေဇက်မီးဇက်နဲ့ဆိုင်ငယ်အချို့လဲရင်းနှီးမြှုပ်ပျက်စီးခဲ့တယ်လို့ Burma Liberation Democratic Front PLDF ရဲ့ပြောရေးဆိုခွင့်ရှိသူရဲဘော်နာရဲဆွမ်းကပြောပါတယ်ရုတ်တရော26ရက်နေ့မနေ့ပိုင်း9နိုင်လောက်ကနေစကြည့်တာညနေ9နိုင်လောက်ထိမှ6ရက်နေနဲ့ကျသွားတာပေါ့။ချောင်းရီကိုမှအထက်က10ရာ10ကျိုးတော့ကျတော့ချောင်းရီပိုကြီးသွားတာပေါ့။ချောင်းရီပိုကြီးပြီးတော့မှချောင်းရီလမ်းကြောင်းပြောင်းပြီးတော့မှစခန်းထဲကနေပြီးမှဖျက်ဆီးသွားလို့ပေါ့။မရအောင်မဆောင်ဘူး။စခန်းကတော့ရိတ်ခါထားတဲ့ဂိုဒေါင်ပေါ့။ပစ္စည်းထားတဲ့ဂိုဒေါင်ပါသွားတယ်။ ပြီးလို့ရှိရင်တော့ကျွန်တော်တို့ရေဇက်တို့မီးဇက်တို့ထားတဲ့နေရာဆိုင်ငယ်ထားတဲ့နေရာတွေကုန်မြုပ်သွားပါတယ်ဗျာကျွန်တော်တို့ကလက်နက်တိုက်ကိုဦးစားပေးပြီးရှုရင်းတဲ့အချိန်မှာချောင်းကြီးရဲ့အိုက်ဘက်ကနေပြီးမှဖျက်ဆီးသွားတော့ဘူးဒီကြီးရဲ့နေတော်ဆိုလို့ရှိရင်တော့ရက်ရွာကနေပြီးမှထမင်းတုပ်တွေပါတယ်အဲ့လိုလေးပို့ပေးရပါတော့စားတောက်ကတော့အဆင်ပြေပါတယ်ရွာတွေကနေပြီးမှဒါပို့ပေးရပါတယ်ဗျာမိုးစမပြည့်ရွာသွန်းပြီးအဆောင်တွေရင်းနှီးမြှုပ်ချင်အတွင်းမှာမပြည့်စည်တဲ့စခန်းတွေအတွင်ဝင်ရောက်နေထိုင်နေကြရတယ်လို့လည်းစပြောပါဗျာ ဒါအပြင်ရင်းနှီးမြှုပ်ခါရေတိုက်စားမှုကြောင့်ကာလတန်ဖိုးသိန်းတရာခန့်ဆုံးရှုံးခဲ့ရတဲ့အတွက်စခန်းပြန်လည်တည်ဆောက်ဖို့အကူအညီလိုအပ်နေတယ်လို့လည်းရဲဘော်နာရဲဆန်ကပြောပါတယ်ကတိမှုဖြစ်တဲ့အချိန်မှာရေကြီးတဲ့ရေဝေးလေးဒုက္ခနဲ့နဲ့ရောက်သွားတဲ့အတွက်ကြောင့်မလို့မိဘပြည်သူများအနေနဲ့လည်းကျွန်တော်တို့အဖွဲ့လေးကိုတက်နိုင်တဲ့တော်လေးပါဝင်ကူညီကြဖို့ကျွန်တော်ကနေပြီးမှတောင်းဆိုတောင်းဆိုပါတယ်ခင်ဗျဒီနေ့ညနေပိုင်းမှာတော့6ရက်အနည်းငယ်ကြာသွားတာကြောင့်ရင်းနှီးမြှုပ်သွားတဲ့ပစ္စည်းတွေကိုဆက်ယူတာစခန်းတွေအတွင်းသဲအိတ်ဖို့တာတွေလုံဆောင်နေကြတယ်လို့လည်းဆိုပါတယ်